မင်္ဂလာပါရှင်ကျွန်မကတော့ဒီချိန်စမ်းမှာဒင်းပြုံမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်ကဒင်းနေပါရီမော်တော်ဒူသိလန်းချောင်းကိုဇူလ10ရက်မှာဖျက်ဆီးသွားလာဖို့ကြေညာပြီးမဲ့စစ်ကောင်စီတပ်ဘက်ကတိုက်ခိုက်တာတွေထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ KTLA ထိဆက်မဲ့ရွာတရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ကောတဲလန်းချောင်းတွေကိုဂျွန်လာတရက်ကစပြီးစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖက်စလုံးကဖျက်ထ မှာစစ်ကောက်စီတပ်ဘက်ကစစ်ရေးဖော်ဆောင်တာတွေလှုပ်လာတာလို့ KTLA တိဆက်မဲ့ရွာတပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်စစ်ကောက်စီတပ်ဘက်ကတနင်္သာရီမောတော်လမ်းပေါ်ကတိတ်ခွရွာအနီနာဝန်းကျင်ကိုမြေပြင်ပျောက်ကြားတိုက်ခိုက်တာတွေဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဂျွလအတွင်နေ့စဉ်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ရဲဘော်တွေစီကသိရပါတယ် တနင်္သာရီမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကခလာယစက်ခွန်ခမရ280ခမရ285နဲ့ခလာယ101တပ်ရင်းတွေအဓိကရှိပြီးအဲ့ဒီတပ်တွေမှာလူဦးရေမပြည့်တဲ့အတွက်စစ်ကောင်စီတပ်ရဲ့တခြားတပ်ရင်းတွေကတပ်သားတွေလည်းပူးပေါင်းထားတယ်လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းပလောမြို့နယ်ခန္ဒီကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်ကအင်အားအများပြားနဲ့ဝင်ရောက်တပ်ဆွဲထားပြီးနှစ်ပတ်နေပါကြာတဲ့အထိပြန်မဆုတ်ခွာသေးဘူးလို့ဒေသခံတွေကပြောပါတယ်ကျွလာ၁၄ရက်မနေ့ပိုင်းကစပြီးခဏီကျေးရွာအုပ်စုကတောင်ခေါလောင်ကျေးရွာရဲ့လှေစိမ့်ဘက်ကိုစစ်ကောင်စီတပ်တွေဆက်လက်ကြီးတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတက်ဆွဲထားကကျွလာ၂၉ရက်အထိတက်ဆုတ်ခွာသွားတာမရှိသေးဘူးလို့ဆိုပါတယ် တောက်ခလုံးကျေးရွာမှာတက်ချပြီးရိခသေးတာနဲ့လူအင်အားပို့ဆောင်တာတွေလုပ်နေတဲ့အတွက်ဒေသခံတွေဒီလိုရာကိုထပ်ပြေးတိတ်ရှောင်နေကြရတယ်လို့တောက်ခလုံးရွာကန်ကပြောပါတယ်။လက်ရှိခဏီကျေးရွာအုပ်စုကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာပလောင်မြို့အမှတ်၁၂ကိုစစ်မှုထမ်းတင်နန်းသားတွေပို့ဆောင်ဖို့အတွက် လုံခြုံရေးချကတက်ဆွဲထားတာလို့ဆိုပါတယ်ရှင်။ VOA ဝန်ထမ်းတွေကိုအလုပ်ထုတ်တဲ့စာကို Global Media အစိုးရ Agency USAGM ကပြန်ရုပ်သိမ်းကြောင်းဝန်ထမ်းတွေစီစာထပ်မံပေးပို့ခဲ့ပါတယ်ဒီသတင်းကိုသူတချန်သာပေးပို့ထားပါတယ်ရှင်။ ဂျွန်လ20ရက်နေ့မှာ VOA ဝန်ထမ်း6ဟာကျော်စီကိုပြပုထားတဲ့လုပ်ထုတ်စာတွေကိုပြန်ရုပ်သိမ်းကြောင်း Global Media အစိုးရ Agency USAGM ကဒေသစံတော်ချိန်ဂျွန်လ29ရက်နေ့မှာဝန်ထမ်းတွေစီကိုစာရွေးထပ်မံပြပုခဲ့ပါတယ်။အလုပ်ထုတ်စာတွေမှာဝန်ထမ်းတွေရဲ့အချက်အလက်တချို့မှားယွင်းတာအလုပ်ထုတ်စာပြပုတဲ့လုပ်ထုံးလုံးကြီးမမှန်ကန်တာတွေကြောင့်စာကိုပြန်ရုပ်သိမ်းတာဖြစ်ပြီး USAGM ကသူတို့မူလရွေးထားတဲ့အတိုင်းဝန်ထမ်း85ရာခိုင်နှုန်းကိုအလုပ်ကနေထုတ်ပယ်သွားမဲ့လုပ်ငန်းစဉ်အပေါ်မှာပဲရှိနေသေးတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်းတယောက်ကပြောပါတယ် သူတို့အလုံးထုတ်ထားတဲ့စာရီပေါ့နော်ပြန်ပြီးရုပ်သိမ်းတယ် VOA ဝန်ထမ်းတွေကအရင်တိုင်းလောက်ခလာစာနဲ့ခွင့်ပြန်ပြီးတော့ပေးထားတယ်ဆိုတဲ့အနေအထားပြန်ဖြစ်သွားတယ်ပေါ့နော်ကျမတို့ DOE ဝန်ထမ်းတွေကိုအကာအကွယ်ပေးတယ်အလုံးသမားသမဂ Union ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဝန်ထမ်းတွေကိုအလုံးထုတ်တဲ့စာမှာအမှားတွေအများကြီးပါနေတယ်အလုံးထုတ်တဲ့စာပို့တာကလည်းလုံထုံးလုံကြီးနဲ့မညီဘူးဆိုပြီးတော့ထောက်ပြတဲ့အတွက်ပေါ့နော်အခုလိုအစိုးရဘက်ကနေပြီးတော့သူတို့အလုံးထုတ်တဲ့ကိစ္စ ဆောင်ပြန်ပြီးတော့လုတ်ကန်ရတဲ့အခြေအနေရောက်သွားတာပေါ့လေအလုတ်ထုတ်တဲ့စာတွေကိုပြန်ပြီးတော့ရုပ်သိမ်းတာနဲ့ပတ်သက်ပြီးတော့ Kerry Lake က agency ကတက်မှတ်ထားတဲ့အတိုင်းဝန်ထမ်းတွေကို85ရာခိုင်နှုန်းကိုဖြုတ်သွားမယ်ဆိုတာတော့တိကျပြောထားတယ်အလုတ်သမားသမဂ္ဂနဲ့ VOA ဝန်ထမ်းတွေကလည်းဥပဒေနဲ့အညီပြန်ပြီးတော့တိုက်သွားမယ်ဆိုတာလည်းအတိအကျပြောထားတဲ့ခါကြတော့ဘလို့ရှစ်ဆက်ဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲလို့ပဲပြောရမှာပါ တရားရုံးအမိန့်တွေကိုဆိုရဘက်ကလိုက်နာမှုရှိမရှိဒေတာစံတော်ချိန်ဂျွန်လ23ရက်နေ့က DC ခံတရားရုံးမှာသူတရားချိန်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကဆိုရဘက်ကဆောင်ရွက်ချက်တွေဟာရှင်းလင်းမှုမရှိတဲ့အတွက်အသေးစိတ်ပြန်တင်ပြဖို့ယုံကြည်ပြန်ခေါ်ထားပေမဲ့ဆိုရရှင်တွေကယုံကြည်ကိုရက်ရွှေ့ဖို့တရားရုံးကိုတောင်းဆိုထားပါတယ်။သူတို့အတွက်ဝီနီလွတ်ပေါ့နော်။ဝါဒင်ကအစသူတို့ပြန်ပြီးတော့ပြောင်းအောင်လဲပြောင်းနိုင်တယ်ပေါ့လေ။ဒီကြားထဲမှာတော့မနေ့ကတော့သူတို့တရားရုံးကိုပရိုဂရမ်တွေလွှင့်နေပါတယ်ဆိုပြီးတော့အပြင်တင်ထားတယ်။တင်ထားတော့အမတို့ဘက်ကလည်းဖြည့်နေတဲ့ဘက်ကဒါကိုပြန်ပြီးတော့ ောင်တာလို့ပို့တော့ပြင်ဆင်နေတယ်။ဒါမဲ့ဗုဒ္ဓနေ့သူချိန်ထားတဲ့ယုံချင်းကိုတော့ရွှေ့ပေးပါဆိုပြီးတော့ဆိုရဘက်ကတောင်းထားတယ်။တရားသူကြီးကတော့ဇူလိုင်က16ရက်နေ့ကိုရွှေ့လိုက်တယ်လို့ပြောတယ်။တကယ်လို့ဒါ16ရက်နေ့ရွှေ့လိုက်ပြီဆိုလို့ရှိရင်ရှင်ဗုဒ္ဓနေ့အကြမ်းလာခွင့်ရမရှိတော့ဘူးပေါ့နော်။ ဂျော်လာ23ရက်နေ့ကြားနာမှုပြီးမှတရားရုံးကအမိန့်စာထုတ်ပြန်ခဲ့ပြီး USGM ကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာငွေကြေးသုံးဆွဲတာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘလို့လဲပတ်နေတယ်ဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုတရားရုံးကအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ် USGM မှာသမရာထရမ်ခန့်ထားတဲ့အကြီးတန်းအကြံပေး Gary Lee က FOA ဝန်ထမ်းတွေဆွဆူထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အဆိုတင်သွင်းထားတာကိုလည်းတရားရုံးကပယ်ချခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူး